အနုပညာလောကထဲမှာနောက်ခံရင်အတောင်တင်းပေးမယ်။ကန်နီဝေကိုဝေဖန်ပြောဆိုမိတာကြောင့်အထိမ့်သိမ့်ခံနေရတဲ့ဂျွန်လွင်မင်္ဂလာပါရှင် Famous Sandy News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဂျွန်လွင်ဆိုတာကတော့သူမြင်သမျှကိုကပြရီစာရီဖွင့်နေမနေပင်အရှိကုံရှိတိုင်းပြောတတ်တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ရှင်ရတုံးကလည်းအထည်လုပ်ငန်းရှင်မရှားထက်နယ်ဘက်ကနေရက်တီပီအမှန်တိုင်းပြောခဲ့တာကြောင့်လိုင်းပေါ်မှာပွဲစုသွားခဲ့တာဖြစ်ပါတယ် မရှားထန်ရွယ်ကအလူငွေ330ပိုလွှဲမိခဲ့တဲ့ပုံခိုင်နွေကပြန်မလွှဲခဲ့တာကြောင့်ပြည်သက်တွေဘက်ကဝေဖန်မှုတွေထွက်လာခဲ့တာဖြစ်ပါတယ်။ငွေမလွှဲမိရကိုချက်ချင်းပြန်မလွှဲပေးပေးရပ်ပေါင်း20လောက်ကြာသွားတဲ့အထိအချိန်ဆွဲခဲ့တာကြောင့်ဒီကိစ္စဟာအပြင်းမာနေမပြီးပဲလိုင်းပေါ်တီတင်းထွက်လာခဲ့တာဖြစ်ပါတယ်။လူများစုကတော့ခန်နီဝီကစာကလေးကဒီလိုမလုပ်ပဲတေချာစီစစ်ပြီးပြန်လွှဲပေးတဲ့ကြောင်းပြောဆိုနေကြပါတယ်။ဂျွန်လွင်ကလည်းခန်နီဝီရဲ့ဒီလိုလုပ်ရဟာလွန်ကြောင်းလူတွေက လူပီးသားဖို့လိုကြောင်းပြောခဲ့တာပါ ။ပါမြင်မြင်အမှန်နဲ့ရှိကိုရှိတိုင်းပြောတတ်တဲ့ဂျွန်လင်တယောက်ပုံဒီလိုအလူမေကိစ္စနဲ့ပတ်သက်ပြီးဝင်ပြောတာကလည်းလုံရမကြပါဘူး။ဒီလိုကိစ္စတွေဖြစ်နေချိန်မှာဂျွန်လင်ဟာနိုင်ငံသားကိုရောက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာပြည်ကိုပြန်ရောက်လာချိန်မှာတော့ဖန်စီထိန်ထိန်ချစ်ကိုခံလိုက်ရပါတယ်။ဒီလိုပန်းခံရတဲ့ပုံမှာလူတွေကလည်းထင်ကြီးမျိုးမျိုးပေးနေကြပါတယ်။ဂျွန်လွေဟောင်းဆိုတော့ချမ်းချမ်းရောင်းချတဲ့ဖြစ်စီတွေကိုဝယ်မိလို့လား။ဒါမှမဟုတ်ခန်းနေဝေကိုဝေဖန်ပြောဆိုလိုက်လို့လားဆိုပြီးထင်ကြီးတွေပေးနေကြတာပါ ကျွန်လွင်ဟာလည်းမော်ဒယ်အေဂျင်စီထောင်ထားတဲ့လူတူဖြစ်ပြီးတော့အင်ချမ်မြေလုပ်ငန်းကိုလေလုပ်ကိုင်နေတဲ့သူတူပါ။သူစီးပွားရေးသူ့လုပ်ငန်းအနေနဲ့ရပ်တည်နေတဲ့လူတယောက်ဖို့ခုလိုဖန်စီထိန်ထိန်ခံလိုက်ရခြင်းဟာလူများစုအတွက်မိကွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ကျွန်ရဟောင်းဒီနုပညာလုပ်ငန်းပတ်မှာယက်တီလာတော့ဆယ်စုနဲ့သုံးခုရှိပြီဖြစ်ပြီးတော့ဘာကြောင့်ဖန်ခံလိုက်ရတာလဲဆိုတော့ကိုအများကလည်းသိကျင်နေကြပါတယ်။သူမွေးထုတ်ပေးခဲ့တဲ့သူတွေကလည်းနုပညာနဲ့ပေမှာအောင်မြင်ပြီးတော့နေရာတစ်ခုကိုရနိုင်တဲ့သူတွေလည်းဖြစ်ပါတယ်။ ပြောရင်စကားတိုင်းကလည်းမှန်ကန်ပြီးမျက်နာမလိုက်ပဲပြောတဲ့တာကြောင့်သူ့ကိုယုံကြည်ပြီးလေးစားတဲ့သူတွေလည်းဒူးနေသေးပါအခုချိန်မှာဂျွန်လင်ဖန်းခံရခြင်းကိစ္စနဲ့ပတ်သက်ပြီးတွေးတောကြည့်ရင်တော့ဂျွန်လင်ဖန်းခံရတာဟာကန်နီဝေကိုဝေဖန်ပြောဆိုတဲ့ကိစ္စကြောင့်လားဆိုပြီးပြောစရာဖြစ်လာပါတယ်။အခုခေတ်လုံငွေလဲရတာဟာရန်ကုန်လွဲကူနေတာဖြစ်ပြီးငွေမားလွဲမိရဲဆိုတာကလည်းဖြစ်နေကြပါပဲ။ဒါကြောင့်မားလွဲတဲ့ငွေကိုပြန်စီစစ်ပြီးပြန်လွဲဖို့အတွက်ကန်နီဝေကိုဂျွန်လင်ကပြောခဲ့တာဖြစ်ပါတယ်။ ခိုင်နေဝေကလည်းဒီမောင်းလွှဲမိတဲ့ငွေကို သူ့ကေဟာကိုပြန်လာယူဖို့အတွက်ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းတစ်ဖက်ကသွားမယူလိုက်ပြီးအရှုံးခံခဲ့ပါတယ်။ဒီလိုကိစ္စတွေကိုမြင်ရင်မနေတတ်တဲ့ဂျွန်လွင်ဟာအခုမှမဟုတ်ပဲရင်ကလေးကလည်းခိုင်နေဝေကိုဝေဖန်ပြောဆိုခဲ့တာလည်းရှိပါတယ်။တချို့တွေကခိုင်နေဝေရဲ့ကိစ္စတွေကိုမမြင်ချင်အောင်မသိချင်အောင်စောင့်ထားကြပါမိ။ဂျွန်လင်ကတော့ဒါရီကိုဂယုမဆိုင်ပေသူယုံကြည်လက်ခံလာတဲ့အမှန်တရားကိုလက်ထဲမှာချစ်ချစ်ကမ်းပြီးအမှန်တိုင်းပဲချပြခဲ့ပါတယ်။ တယ်လို့ကြောင့်သူကလူတွေကယုံကြည်မှုပို့ရှိလာခဲ့တာဖြစ်ပြီးတချို့ကိစ္စတွေကိုလည်းအမှန်တိုင်းသိခဲ့ကြရတာပါခန်းနေဝေကတော့သူကဝေဖန်ဖြစ်တယ်မှုတွေကြောင့်စိတ်ပင်ပန်းမှုတွေရှိခဲ့ပေမဲ့လည်းသူကယုံကြည်လို့လူတန်းလာကြတဲ့လူရှင်ရဲ့ငွေကြေးတွေကိုလိုအပ်တဲ့နေရာတွေမှာတွားရောက်လူတန်းခဲ့တယ်လို့ဆိုပါတယ်အလူငွေကလည်းတိမ်ပေါင်းတသိန်းပြည့်သွားပြီဖြစ်တဲ့အတွက်လှူခဲ့တဲ့လူငွေတွေပြင်ပြီးလက်မြေအိတ်9000ကိုလည်းထပ်မံလူတန်းခဲ့ပါတယ် ူနဲ့သူ့အတင်းကုန်တိတ်ခါကိုဒီလိုဝေဖန်တိုက်ခတ်နေတဲ့သူတွေကိုလည်းဥပဒေနဲ့ဖြည့်ရှင်းမယ်လို့လည်းပြောထားပါသေးတယ်။ဂျွန်လင်ဟောင်းဆိုရင်လည်းတပည့်တပန်းတွေများပြားတဲ့ပြင်နောက်ခံကလည်းကြီးမားတာမို့သူပါကြောင့်ခုလိုဖန်ခံရနေဆိုတဲ့ပုံလူများစုကတော့စိတ်ဝင်စားနေကြပါတယ်။အမှန်တရားကိုချင်းမြတ်နိုးတဲ့ဂျွန်လင်ဘုခုလိုဖန်ခံလိုက်ရတာဟာဘာကြောင့်လဲဆိုတော့ပြည်သက်ကြီးတို့ရဲ့အမြင်လေးကိုပြောပြပေးသွားပါအောင်နော်။ကြည့်ချွန်အားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။